အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စုကပြည်သူများကိုငတ်မောအောင်ထားရှိစေခြင်းဖြင့်အညံ့ခံစေသည့်နီလန်းကိုအုံဖြူနေသည့်အပေါ်နိုင်ငံတကာကလက်ပိုက်ကြည့်မနေသင့်ဟုတမ္မတ်ကြီးဦးကျော်မိုးထွန်းတတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြန်မာအကြံဖတ်စီအုပ်စုကပြည်သူများကိုငမုတ်အောင်ထားရှိစေခြင်းဖြင့်အညံ့ခံစေသည့်နိလန့်ကိုအသုံးပြုနေသည့်အပေါ်နိုင်ငံတကာကလက်ဖိုက်ကြည့်မနေတဲ့ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကသတိပေးပြောဆိုပါရယ်။အော်တိုဘာလ18ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သော ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရည်ကြည်မှုကော်မတီတွင်စာနယ်ရိတ်ခါရရှိခွင့်နှင့်ဆက်လင်းတွင်အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါသည်။အကြံဖတ်စီအုပ်စုကနိုင်ငံတကာနှင့်ပြည်တွင်းပြည်ပအကူအညီပေးအပ်သည့်ထောက်ပံ့မှုများကိုတားမြစ်ပိတ်ဆိုခြင်းလူသားချင်းစာနာထောက်ထားမှုအကူအညီများကို န်တာကန့်သက်ခြင်းနဲ့လေယာဉ်မြများနဲ့စိုက်ပျိုးရေးသုံးပစ္စည်းကရိယာများအားလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများဖြင့်ဖျက်ဆီးခြင်းတို့ကိုလှုံ့ဆော်လျက်ရှိကြောင်းမြန်မာနိုင်ငံတွင်စာနယ်ဇင်းခါရရှိခွင့်မှာစနစ်တကျပင်ညှင်းပယ်ခံထားရကြောင်းနိုင်ငံတကာအသိုက်အဝန်းအနေဖြင့်စေုပ်စုမှမြန်မာပြည်သူများအားငမုံအောင်ထားရှိစေခြင်းဖြင့်အញ្ញံခံစီတည်နီလန်းအားအသုံးပြုနေသည့်အပေါ်လက်ပိုက်ကြည့်မနေတဲ့ကြောင်းတမ်မတ်ကြီးဦးကျော်မထွန်းကတိုက်တွန်းပြောဆိုပါရယ် မြန်မာနိုင်ငံတွင်ပြည်သူများ၏အသက်အိုးအိမ်များအားကယ်တင်ရန်နှင့်ဒီမိုကရေစီပြန်လည်ထွန်းကားစေရေးအတွက်ယခုပင်အရေးယူဆောင်ရွက်ရန်တိုက်တွန်းကြောင်းမြန်မာနိုင်ငံ၌နေဆင်ဖြစ်ရိုးဖြစ်စဉ်တပွဲလက်တွေ့မြင်တွေ့နေရသည့်အခြေအနေဖြစ်ပြီးတရားမဝင်စစ်အာဏာသိမ်းမှုကစီးပွားရေးရန်ရာများအားလက်နက်တပွဲအုံပြုလျက်ငံမောမှုနှင့်စင်ရဲမွဲတေမှုတို့ဖြစ်ပေါ်စေလျက်ရှိကြောင်း 2021ခုနှစ်ဖေဖော်ဝါရီလမတရားစစ်အာဏာသိမ်းမှု၏နောက်ဆက်တွဲဆိုးကျိုးရလဒ်များမှာအလွန်ဆိုးရွားပြီးစာနယ်ဇင်းခါရရှိခွင့်မှာဖြိုလဲတဲ့ရက်ရှိကြောင်းတာမန်ကြီးကထောက်ပြပါရယ်2025ခုနှစ်တွင်ခံမှန်းချေအပြင်လူဦးရေ15တသမ2တန်းခန့်သည်အရေးပေါ်စာနယ်ဇင်းခါမလုံလောက်မှုနှင့်ရင်ဆိုင်နေရပြီး3တသမ5တန်းသောပြည်သူများအနေဖြင့်ပြည်တွင်း၌နေရဆုံခွာထွက်ပြေးတိမ်ရှောင်နေရကြောင်းထချိန်တွင်မှပင်စေအုပ်စုအနေဖြင့်၎င်းတို့၏အကျိုးစီးပွားကိုသာရှေ့ရှုသည့်ပေါ်ပေါ်ရိတ်အဖွဲ့အစည်းတစ်ခုအဖြစ်လဲပတ်နေပြီး နိုင်ငံတော်၏ဝင်ငွေများကိုလက်နက်ခဲယမ်းများအတွက်ထွဲပြောင်းအသုံးချလျက်ရှိကြောင်းထို့ပြင်စေအုပ်စုကခရိုနီအတိုင်းဝိုင်းများအားမဖြစ်မနေလိုအပ်သည့်ကုန်စည်ပစ္စည်းဝင်ထွက်စီးဆင်းမှုများအားထိန်းချုပ်ရန်နှင့်ကုန်ပစ္စည်းများရှာပါမှုမှတစဉ်အမျက်ထုတ်နိုင်ရန်ခွင့်ပြုပေးထားကြောင်းဆိုရသည့်အခြေအနေအမျိုးမျိုးစုဆောင်နေသည့်အနေအထားတွင်အမျိုးသမီးများကလေးသူငယ်များပြည်တွင်းနေရွှန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့်အိမ်နောင်စုများရိုဟင်ဂျာဒုက္ခသည်များ မြို့နေပြည်သူများအလုံးအနေဖြင့်စားနပ်ရိက္ခာမဖူလုံမှု အာဟာရမပြည့်ဝမှုကျန်းမာရေးအရေးပေါ်အခြေအနေများနှင့်ဝင်ငွေမလောင်းငှမှုတို့ကြောင့်ဖြစ်ပေါ်လာသည့်စိန်ခေါ်မှုများနှင့်ချိန်ချမှုများကိုရင်ဆိုင်နေရကြောင်းတာမတ်ကြီးကထောက်ပြပါသည်မြန်မာနိုင်ငံတွင်စားနပ်ရိက္ခာရရှိခွင့်မှာစနစ်တကျပင်ငင်းပယ်ခံထားရသဖြင့်ထိုသို့စစ်တိတ်အမျက်ထုံးမှုပြည်တံခင်းလွတ်ခွင့်နှင့်ရက်ဆက်ကြမ်းကြုတ်မှုများအပီးတိုင်ချုပ်ငင်းရေးအတွက်ကုလသမဂ္ဂနှင့်နိုင်ငံတကာအတိုင်ဝန်ထံမှချက်ချင်းညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ထိရောက်သောလုံဆောင်ချက်များကိုတောင်းဆိုကြောင်း မြန်မာနိုင်ငံတွင်ပြည်သူများ၏အသက်အိုးအိမ်များအားကယ်တင်ရန်ဒီမိုကရေစီပြန်လည်ထွန်းကားစေရန်အတွက်အရေးယူဆောင်ရွက်ရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမန်ကြီးကတိုက်တွန်းသွားပါတယ်။ဆက်လက်ပြီးမလေးရှားတွင်2023ခုနှစ်ဇူလိုင်လကတည်းကပျောက်ဆုံးသွားခဲ့သောဒေါ်သူစာမောင်ကိုမြန်မာစစ်တပ်ကမိသားစုလိုက်ဖမ်းဆီးရရှိသွားပြီး အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေဖြင့်အမှုဖွင့်ဟုသတင်းထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မလေးရှားတွင်2023ခုနှစ်ဇူလိုင်လကတည်းကပျောက်ဆုံးသွားခဲ့သောဒေါ်သူစာမောင်ကိုမြန်မာစစ်တပ်ကမိသားစုလိုက်ဖမ်းဆီးရရှိပြီးအကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေဖြင့်အမှုဖွင့်ထားကြောင်းရမန်နီသတင်းထုတ်ပြန်ပါတယ်။မလေးရှားတွင်ခွာလန်လန်ပူတွင်နေထိုင်သောဒေါ်သူစာမောင်သည်2023ခုနှစ်ဇူလိုင်လကတည်းကပျောက်ဆုံးသွားခဲ့ပြီးစစ်တပ်ကဖမ်းဆီးသွားခဲ့သည်ဆိုသောသတင်းများထွက်ပေါ်ခဲ့ကြောင်းရှင်းအောင်နှစ်နှစ်ကျော်အကြာ စစ်တပ်ကဒေါ်သူစာမောင်ကိုပြည်တွင်းသို့တရားမဝင်ပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရရှိသည်ဟုစစ်တပ်ကသတင်းထုတ်ပြန်လာခြင်းဖြစ်ပါသည်စစ်တပ်၏သတင်းထုတ်ပြန်ချက်တွင်မလေးရှားနိုင်ငံကွာလာလပူမြို့တွင်ရောက်ရှိနေထိုင်သည့်ဒေါ်သူဆောင်မောင်ခရရှိတာဘတ်တီအတူလက်စီသည်မလေးရှားနိုင်ငံ၌မြန်မာမူဆလင်ဒုက္ခသည်များကော်မတီမြန်မာမူဆလင် refugee ကော်မတီ MNRC ကိုဖွဲ့စည်းပြီးဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကောင်းရင်းအဖွဲ့စည်းမှရရှိသောငွေကြေးအကျိုးမြတ်များဖြင့် NUG တို့ငွေကြေးထောက်ပံ့ခြင်း NUG အဖွဲ့အတွက်ရန်ပုံငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့တဲ့ဖြင့်မြစ်သားမျိုးနဲ့မြစ်သားမျိုးမရဲစခန်းတွင်အကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှ52ကာကြီးဖြင့်အမှုဖွင့်ပြီးမြစ်သားမျိုးနဲ့တရားရုံတို့ရင်းဥပဒေပုံမှ52ကာကြီး၊ရန်စဝစ်ကျင်ထုံးဥပဒေပုံမှ932ဖြင့်ဆွဲဆိုခဲ့ရာမျိုးနယ်တရားရုံးကရာဇဝတ်မှုအထွေထွေအမှုအမှန် ပိုမြင့်ဆောင်2023ဖြင့်လက်ခံဆစ်ဆေးပြီး2023ခုနှစ်ဇန်နဝါရီလ31ရက်နေ့တွင်ဖန်ဝရံထုတ်ဆင်ခဲ့ကြသောရှင်းအောင်သူစာမောင်၎င်း၏ခင်မွန်စောတန်းတင်ဝင်းနှင့်သာသမီ၃ဦးတို့သည်မြန်မာနိုင်ငံအတွင်းတရားမဝင်ပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်2023ခုနှစ်ဇူလိုင်လအတွင်းထုတ်ပြန်ခဲ့သော IPP ဆိုင်ရာလူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRWE ထုတ်ပြန်ချက်တွင်မူမြန်မာဒုက္ခသည်အရေးတက်ကြွလှုပ်ရှားသူဒေါ်သူစာမောင်နှင့်မိသားစုမှပြန်ပြီးဆွဲခံခဲ့ရကြောင်း CCTV မှတ်တမ်းများအရအမျိုးသားတစုကဖမ်းဆီးသွားခဲ့ကြောင်း2015ခုနှစ်ကလေးကမလေးရှားနိုင်ငံသို့တိမ်းရှောင်ခဲ့သည့်ဒေါ်သူစာမောင်တို့မိသားစုဝင်၅ဦးစလုံးကိုမလေးရှားနိုင်ငံရောက်မြန်မာဒုက္ခသည်များအဖြစ်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီကအတိအမှတ်ပြုထားကြောင်းသတင်းထုတ်ပြန်ခဲ့ပါသည်။ကျမ့်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။